တော်တော်သမီးတို့ရေဒီနေ့ပြပြပေးမယ့်ပုံမြင်လေးကတော့စကားနှခွန်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။တခါတုန်းကစိမ့်လန်းဆိုပြေးလာတဲ့တောအုပ်တစ်ခုအတွင်းမှာဝက်သားမိနှစ်ကောင်နေထိုင်ကြတဲ့ကွယ်။တောအုပ်ထဲမှာဝမကြီးကအစာရှာထွက်တဲ့အခါတိုင်းဝက်ကလေးကနောက်ကနေအမြင်လိုက်လိရှိတာပေါ့။နေ့တိုင်းဝက်ကလေးကဝမကြီးနောက်ကိုလိုက်လာတော့ရက်တီလာရင်အရင်ကြာလာတော့မလိုက်ချင်တော့ဘူး။လိုက်ရမှပြင်းလာတယ်။မေမေဘာလဲသာတိုးရဲသွားပြီးအစာရှာထွက်ရတာပြင်းစရာကောင်းပါတယ်။ ဒီနားကရွာတွေသွားပြီးအစာရှက်ထွက်ရအောင်อืมအမေကအသက်ကြီးလာပါပြီကွယ်ရွာထဲသွားပြီးအစာရှက်မထွက်ချင်တော့ဘူးသွားသွားချင်တော့သွားလေဟုတ်ကဲ့မမေကယူဆိုင်သွားနော်ဘေးရန်နေလည်းတွေ့အောင်မယ်စိတ်ချပါမမေဝကလေးကပြော့ပြော့ဆူဆူနဲ့ထွက်လာခဲ့တော့တာပေါ့ရွာထဲကိုရောက်လာတဲ့အခါမှာတချို့အိမ်တွေမှာကျွဲတွေနွားတွေမွေးထားတာကိုသူတွေ့လိုက်ရတယ်တချို့အိမ်တွေကတော့ကြက်တွေမွေးထားတာ ရေကန်ထဲမှာတော့ဘဲအချို့ရေကူးနေကြတာကိုတွေ့လိုက်ရတာပေါ့တချို့အိမ်တွေမှာတော့သူ့လိုဝက်ကလေးလိုဝက်စားခြင်းနေနဲ့အစားတွေကိုကျွမွေးနေတာကိုလည်းတွေ့ရပြန်တဲ့ကွယ်ဝက်ကလေးကဝက်ဖြစ်ပေမဲ့အခုလိုဝက်စားခြင်းနဲ့ကျွေးတာတွေ့ရတော့ဝင်စားခြင်းတွေသူဖြစ်ပေါ်တယ်ဒါပေမဲ့ဝင်မစားဖြစ်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့သူတို့အချင်းချင်းတော့အလူရဲ့စားနေကြရတာ သူဝင်စားရင်ပိုဆိုးကုန်မှာပေါ့အလုံးရင်ဖြစ်ကုန်လိမ့်မယ် တော့တဲ့မှာတာမီနဲ့ရလွတ်လပ်လပ်ရှာဖွေဆက်တော့ရတာကောင်းပါတယ်။နောက်အိမ်တိုင်ရောက်တော့လူတယောက်အိပ်ပျော်နေတဲ့ကိုတွေ့လိုက်ရတယ်။နောက်အပြင်ကရောက်လာတဲ့လူတယောက်ကဟိကောင်ဝမ်းမိတ်မိတ်မနေနဲ့ထတော့ပြောတဲ့ကြရတဲ့အခါမှာတော့ဝက်ကလေးကတော်တော်လေးစီဆူသွားပါတော့တယ်။တော်တဲ့ပြင်ရောက်တော့အမေကိုမြင်တဲ့အမေ လူတွေကသူတို့ဘာသာအပြင်းထူတာကိုပြည့်နေမပြောဘူးအိတ်နေတာကိုဝမိမ့်မိမ့်နေတယ်လို့ဝက်ကလေးကထူးဆန်းစွာနဲ့ပြောလိုက်တဲ့အဲ့လိုပြောလိုက်တဲ့အခါမှာသူ့မိကတော့ရင်းလိုက်ရတာပေါ့ကွယ်ပုံမင်းလေးကတော့ဒါပါပဲကွယ်